ကဲအားလုံးပဲမင်္ဂလာပါခင်ဗျ YouTube ပေါ်မှာရှိကြတဲ့တူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တူရီကိုထွန်း YouTube Channel လေးကနေပြီးတော့မိတ်ဆွေတို့ကိုလိုက်လွင့်လို့ပြသပေးနေတယ်ဒီညဒီညနေ့29ရက်နေ့၄နာရီ30အတွက်ကနန်းကောင်းလေးလေးဘယ်ကနန်းလေးလေးဖြစ်မလဲဆိုတော့ကိုမိတ်ဆွေတို့ကိုခြားပြပေးမှဖြစ်တယ်အားကြောင့်မလို့ မိတ်ဆွေတို့ရတယ်ကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ like လေးကိုပြီးဆုံးတဲ့ဒီဝင်ရောက်ကြည့်ရှုပေးစေခြင်းပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိလဲပဲသူတို့ကျွန်တော်ယုံကြည်ပါတယ်ကဲခုဝင်လာကြတဲ့တူရီမိတ်ဆွေပေါင်းတူတယောက်ချင်းစီကိုသူပဲကျေးဇူးတင်စီပါလေမင်္ဂလာပါလို့လည်းနှုတ်ခွန်းဆက်တာပါလေ ေးစုတို့ဘက်ကလည်းကျွန်တော်ရဲ့ channel တွေကို like share လေးနဲ့များများလေးကူညီပေးပါအပေါင်းလေးနှိမ့်လက်မလေးနှိမ့်အသေးလေးတွေလည်းများများပြီးသွားကြเนาะဒါမှလည်းတယောက်မြင်အများမြင်အောင်လို့ဟုတ်ကဲ့ဒီ YouTube ပေါ်မှာအခုဝင်ကြည့်နေကြတဲ့မိတ်ဆွေများ ကိုထုံးရဲ့မိတ်ဆွေများပါခဲ့လို့ရှိရင်လည်းကိုထုံးကိုအားပေးသလိုကျွန်တော်လည်းအားပေးနိုင်ပါတယ် ဟုတ်ကဲ့ကျွန်တော်ကတော့တွေးသမျှမြင်သမျှစိုက်ကလေးတွေကိုမိတ်ဆွေတို့ချပြပြီးမှဖြစ်တယ် ကဲအားလုံးပဲမင်္ဂလာပါနော်ဒီလိုတအားအောင်ဆောင်မယ်ဆောင်ပြီးလို့ရှိရင်ကျွန်တော်ကဏ္ဍလေးတွေကိုချပြပေးမှဖြစ်တယ်အားကြောင့်လို့မိတ်ဆွေတို့ကကျွန်တော်နဲ့အတူဝင်ရောက်ကြည့်ရှုပေးနော်မနေ့ကတုန်းကမညကတုန်းကကျွန်တော်တနေ့ကုန်းစားကြီးနေတနေ့ကုန်းစားထိုးရမယ်ကဏ္ဍလေးတွေကိုမိတ်ဆွေတို့ချပြပေးခဲ့တယ်နော်ချပြပေးခဲ့တယ်အဲ့ဒီကဒီညနေမှာ ငါးနဲ့ပတ်သက်တဲ့ကဏ္ဍနည်းတွေကိုဦးစားပေးပြီးတော့ထိုးစေခြင်းနဲ့ကြံနှစ်ရက်မှာကျွန်တော်တော့ဒီညနေမှာ6နဲ့5ထိမှပေါက်မယ်လို့ကျွန်တော်ထင်တယ်။အားကြောင့်လို့6နဲ့5ကိုကျွန်တော်ဦးစားပေးပြီးတော့ပြပေးသွားမှာဖြစ်တယ်။အားကြောင့်လို့5ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍနည်းတွေကိုဦးစားပေးပြီးတော့ထိုးစေခြင်းစေခြင်းနဲ့ကဲကျွန်တော်ပြောခဲ့တဲ့တသက်စာကိနော်တသက်စာ တူရီတသက်စာမိတ်ဆွေတို့ကျွန်တော်ချပြပေးခဲ့ရနော်တူရီတသက်စာအခုဆိုရင်ထွက်တာလေးရရှိပါဘူးအခုဆိုရင်လေးရရှိပါပါဘီအခုဆိုရင်လေးရရှိပါပြီလေးရရှိပါလေးရမှာလေးရစလုံးမနဲ့ကနန်းမလာကြီးရနော်တူရီတသက်စာကံကွင်ရတယ်ပြီးတော့ထွက်နေတယ်အားကြောင့်မလို့တူရီကို သူတို့မတက်တက်ပါအောင်မတက်တက်ပါအောင်မချက်တက်ပါအောင်ဆိုတဲ့မိတ်ဆွေတွေဒီသက်သက်စာကီဒီဒီရက်စာကဏ္ဍနေတွေကိုယူထားနော်ဒီသက်သက်စာကဏ္ဍနေတွေကမနေ့ဈေးမှရွက်ထွက်တယ်နော်တာဥ2 3ထွက်တယ်နောက်ခွန်9ထွက်တယ်နောက်3ညခွန်ထွက်တယ်ဒီကနေ့84ထွက်တယ်နော်အဲကြောင့်ဘု အာအကြောင်မလို့ဒီတသက်စာကြီးလေးမှာမိတ်ဆွေတို့မတွက်ချက်ကနန်းကိုမတွက်ချက်မတွက်ချက်မတွက်တက်ပါဘူးဆိုတဲ့လူတွေဒီထက်ကနန်းအောင်ပဲထိုင်တိုးနေပါနော်ကျွန်တော်တပတ်ကိုအနေဆုံး၃ကြိမ်အာမခံအခု၄၄ရက်ထွက်တယ်၄ရက်စလုံးထွက်သွားပြီနော်မနေ့စည်းမှာယူလေးရက်ကိုလေးကွက်အားလုံးထွက်သွားပြီလေးရက်ကိုရှစ်ကွက်မှာအားလုံးလေးကွက်ထွက်သွားပြီနော် အဲကြောင့်မလို့မေဆွေတို့ကိုဒီဟာတသက်စာဖော်မြူလာလေးပါနော်တသက်စာဖော်မြူလာလေးပါနှစ်ခွန်လေးကိုဆိုတာတူဒီမှာနှစ်ခွန်လေးကိုလွတ်သွားတဲ့အပတ်ပြန်မရှိပါဘူးနော်တူဒီတပတ်စလုံးမှာနှစ်ခွန်လေးကိုကလွတ်သွားတယ်မရှိဘူးအဲကြောင့်မလို့တူဒီရဲ့တူဒီတသက်စာအမာကြီးကတော့နှစ်ခွန်လေးကိုဆိုတဲ့ပါဝါနှစ်စုံကအတူဒီရဲ့တသက်စာကြီးပါခင်ဗျဟုတ်ကဲ့မှတ်ထားကြပါနော် ်ဟုတ်ပြီအဆိုရင်ကျွန်တော်အခုဒီညနေမှာကြည့်ဒီညနေမှာဒီဘက်မှာထွက်လာတာထွက်လာတဲ့ကဏ္ဍနေဒီချိန်နဲ့ဆို၄ပြင်အဲ့၄ပြင်မှာ2ခွန်၄ကိုညနေပိုင်းမှာလုံးဝမပါသေးဘူး2ခွန်၄ကိုမပါသေးပါဘူးဒီညနေမှာတော့အဲ့2ခွန်၄ကို ထိလိုက်မယ်လို့ကျွန်တော်ထင်တယ်အဲ့ကြောင့်2ခွန်၄ကိုလွတ်ပြီးတော့လဲ မထိုးသင့်ပါဘူးเนาะကိုတလုံးကလာနိုင်ပါရဲ့မေလေးနုံမိုးလေးမိုးလေးဟုတ်ကဲ့ကိုတလုံးကလာနိုင်ပါလေကျွန်တော်ပတ်တိပြေတာအဲကိုတလုံးကြံသေးရဲ့เนาะဘူးမကြောက်ဩပတ်တိဆိုတော့မိတ်ဆွေတို့ကျွန်တော်ပြောပြကြုံနေဖြစ်တာဒီတပတ်စာအတွက်ကျွန်တော်ပြေးတာဒါဒီမှာပါဘူးမကြောက်ပတ်တိက6နှစ်ပတ်ကြီး တောင်းနေဒီကရဲဆိုရဲနှစ်ကထွက်သွားရဲ23ဆိုပြီးတော့နော်23ဆိုပြီးထွက်သွားရဲနှစ်အခုမွေးပရိတ်တက်ပရိတ်6ပရိတ်မွေးပါလို့ကျွန်တော်ပြောခဲ့ရနော်အခုတက်ပရိတ်ထွက်သွားရဲနော်ခွန်လေးဆိုတော့ဒီကတက်ပရိတ်ထွက်သွားပါရဲခွန်လေးဆိုတော့တက်ပရိတ်ထွက်သွားပါရဲနော်မွေးကဝင်နေပြပါလေနောက်ပြီးတော့ဒီမှာကိုးတလုံးကြံပါသေးရနော်ကိုးတလုံးကိုးတလုံးကြံသေးတယ်ကျွန်တော်မွေးခွေက4641 9691ပါနော်9614641နဲ့9196အဲ့ကဏ္ဍ၄ခွက်ပါနော်မွေးကဏ္ဍဒီညနေမှာဒီမွေးကဏ္ဍကိုလည်းမမေ့စေချင်ဘူးနော်ဒီကဏ္ဍကိုလည်းမမေ့စေချင်ဘူးဒီကဏ္ဍကိုလည်းဒီကဏ္ဍ၄ခွက်ကိုလည်းမိတ်ဆွေတို့ကိုဒီညနေမှာထိုးစေခြင်းနဲ့ထွက်တော်မှာပါနော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဒီညနေကောင်းလို့ရရကဏ္ဍနေစီပေါ့ဗျာကောင်းလို့ရရကဏ္ဍမနက်ကလည်းကျွန်တော်ခုံးထိပ်စည်းနေဗျာ83 83ကိုဩကွက်ပြီးတယ်83ကိုဩကွက်ပြီးတာ82နဲ့ပြီးပြီတော့အောင်မလားခါတိုင်းဆိုရင်82နဲ့မပြီးဆိုရင်တဲ့ရင်တပွင့်ပဲတပွင့်နဲ့ပဲ82နဲ့ပြီးရင်83နဲ့ပြီးမှာပေါ့နော်အခုကဗျာကံရခေလိုက်တကံနဲ့ဆိုးကျင်တော့ကျွန်တော်က83ဩကွက်ပြီးထားတယ်ဖြစ်နေ82ကနေပြီးတော့84ဆိုပြီးတော့3ကိုကျော်ပြီးတော့84နဲ့ပြီးသွားတယ်။ကဲ ကျွန်တော်ကန်ဒီကဘလောက်တောင်ကိုနေပြည့်လဲမလို့နော်ဟုတ်ကဲ့အဲ့ဆိုရင်ကဲကနန်းနေဒီညနေကောင်းလို့ရရကနန်းနေလူကိုစပြပြီးမှမေဆိုတေချာလေးလိုက်ကြည့်ပြီးနော်တေချာလေးလိုက်ကြည့်ပြီးပါဟုတ်ကဲ့တေချာလေးလိုက်ကြည့်ပြီးပါခင်ဗျာကျွန်တော်ဒီမှာဒီညနေစစ်တက်သုံးကတက်ထိတ်စီနေတဲ့ဒီသူ့အောက်ကဒီက 63က6ထိပ်စီနဲ့မနေ့သီး23နှစ်တော့ဒီသုံးလုံးပေါင်းခြင်းမိပြမိဆွေတို့ဒီသုံးလုံးပေါင်းချက်ပါရမယ်တိကဲ6ကဲ3ရဒီသုံးလုံးပေါင်းခြင်းကပါရမှာလေကျွန်တော်တို့3ညလို့ရမှာဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းက1 6 3ဒီသုံးလုံးပေါင်းခြင်းက3ညလို့ဖြစ်တယ်ဟုတ်ကဲ့အခုဝင်လာကြည့်ရမိဆွေများကလည်းကျွန်တော်ရဲ့ channel လေးကို like share လေးနဲ့များများကူညီပေးပါနော် like share လေးနဲ့လက်မလေးနဲ့ အပေါင်းလေးနဲ့အသေးလေးတွေများများလေးပေးသွားနော်ဒါမှလည်းတယောက်မြင်အများမြင်အောင်လို့နော်ဟုတ်ကဲ့တကယ်6ရက်3ရက်ဒီသုံးမုံညာ3ညာလို့ရတယ်။ကြည့်အဲ့ဆိုရင်ကျွန်တော်နောင်တပင်မှာဒီ6ရက်ဒီ3ရက်ဒီ6ရက်ဒီ3ရက်ဒီ5ရက်ဒီသုံးမုံညာဘယ်လောက်ရမလဲ6နဲ့3နဲ့ပေါင်းတော့9ဒီ5နဲ့ပေါင်းတော့4လို့ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော် ဒီပင်မှာဒီရ3ရဒီရ6ကဒီရခုံဒီသုံးလုံးပေါင်းကြီးက3 6ခုံပေါင်းကြီးကဘယ်လောက်ရမလဲ3နဲ့6 9 9ခုံနဲ့ပေါင်းတော့6လို့ရမှာဖြစ်တယ်ဟုတ်ကဲ့6လို့ရမှာဖြစ်မယ်အဲ့ဒါ3ညရ3ည4 6ဆိုလဲကဏန်းလေးရဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်3ည4 6ဆိုလဲကဏန်းလေးဒီဦး ဒီသုံးလုံးပေါင်း1ကဲ6ကဲ3ရဲ့၃ညဖြစ်လို့တဲ့သူကဒီ1ကဲဒီ6ကဲဒီ6ကဲဒီသုံးလုံးပေါင်းညရတယ်6 6ဒီသုံးလုံးပေါင်းညရတယ်၃ညပါပဲတဲ့နောက်တစ်ပင်မှာ6ကဲ3ရဲ့5ရဲ့ဒီသုံးလုံးပေါင်းညရ4ရလို့တဲ့ဒီ3ရဲ့ဒီ3ရဲ့ဒီ6ကဲဒီသုံးလုံးပေါင်းညအားလေ4ပါပဲတဲ့ ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီမှာ3ရက်6ရက်ခွန်ရယ်36ခွန်ဒီ3လုံးပေါင်းချင်း600လို့တဲ့ဒီ3လုံးပေါင်းချင်း600လို့တဲ့ဒီ3လုံးပေါင်းချင်းဟာ6ပဲဖြစ်ပြရမယ်တဲ့6ဖြစ်ရပြီပြီဆိုတော့ကျွန်တော်ကဘာနောက်ပြီထည့်ပေးမလဲဒီမှာ9ရှိတယ်ဒီမှာ6ရှိတယ်6ဖြစ်အောင်ဒီ3လုံးပေါင်းချင်း36ခွန်ဒီ3လုံးပေါင်းချင်း6ကိုဒီဆောင်3လုံးပေါင်းချင်း6ဖြစ်ရမယ်ဆိုတော့ ကျွန်တော်ကဘာနောက်ပိတ်တဲ့ပြရမှာလဲတီးရလူမှန်သွားပါနော်ဟုတ်ကဲ့တီးရလူကမှန်သွားပါဒီက1ကဲ6ကဲ3ရဒီသုံးလုံးပေါင်းချင်း3ညပြလို့ဒီက666ဒီဇောင်းသုံးလုံးပေါင်းချင်း3ညပါတဲ့နောက်ဘက်မှာ6ကဲ3ရ5ရဒီသုံးလုံးပေါင်းချင်း4ပြလို့338ဒီသုံးလုံးပေါင်းချင်းဇောင်းသုံးလုံးပေါင်းချင်းလည်း4ပါတဲ့အခုတည်းမှာ3ရ6ကဲ9ရဒီသုံးလုံးပေါင်းချင်း6ပြလို့ ဒီမှာ9 6စီရတယ်ဒီ3လုံးပေါင်းချင်း6ပြရမယ်ဆိုဒီကဘာနောက်ပိတ်ကလေးပြင်မလဲမေဆွေလို့ဘာနောက်ပိတ်ကလေးပြင်မလဲဘာနောက်ပိတ်ကလေးပြင်မလဲဆိုတော့ကျွန်တော်ဒီမှာ3ရဲ6ကခွင်ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်း6ကိုဒီ3လုံးပေါင်းချင်း6ပြရမှာဒီမှာ9နဲ့6နဲ့စီတော့နှလုံးပေါင်းချင်း1စီတယ်1စီတာတော့ကျွန်တော်က6ပြရအောင်ကျွန်တော်က9နောက်ပိတ်ဆိုတဲ့ကဏ္ဍนี่ကိုထည့်ပြရမှာဖြစ်တယ် အဲကြောင့်မလို့ငါးနောက်ပိတ်နဲ့ငါးနောက်ပိတ်ဆိုတဲ့ကဏ္ဍလေးကိုရတယ်အဲရမှာကျွန်တော်က6လို့ရမှာဖြစ်တယ်ဒီ6ကိုဒီ6လို့ရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်6နောက်ပိတ်ရပြီ6နောက်ပိတ်ရပြီဆိုတော့ကျွန်တော်တို့ထိပ်စည်းလေးတစ်လုံးကိုရှာကြမယ်ထိပ်စည်းလေးတစ်လုံးကိုရှာကြမယ်ဆိုတော့ခြေစည်းရလည်းအဲ့ဒီထဲရပဲရှာမှာပါအဲ့ဒီနီနာပဝင်းကြီးရပဲရှာမှာပါဟုတ်ပြီအဲဆိုရင် ကျွန်တော်တေချလိုက်ကြည့်ပြီကမိစုတို့ထိတ်စည်းလိုက်ကြတော့ဒီက၈ကဲ၁ကဲ၃ရယ်၈၁၃၈ကဲ၁ကဲနှလုံးပေါင်းတော့၉၃နဲ့ပေါင်းတော့ဘာရမလဲမိစုတို့၃နဲ့ပေါင်းတော့ကျွန်တော်တို့နှစ်ဆိုတဲ့ကဏ္ဍကိုရမှာဖြစ်တယ်နှစ်ဆိုတဲ့ကဏ္ဍကိုရမှာဖြစ်တယ်နောက်တစ်ပင်မှာနောက်တစ်ပင်ကြတော့ ကျွန်တော်ရ3ရ6ပဲ6ပဲသုံးလုံးပေါင်းကြာဘာရမလဲ3ရ6ပဲ6ပဲဒီသုံးလုံးပေါင်းကြာဘာရမလဲဒီ3ရ6ပဲ6ပဲဒီသုံးလုံးပေါင်းကြာဘာရမလဲ3နဲ့6နဲ့ပေါင်းတော့9 9ကို6နဲ့ပေါင်းတော့ကျွန်တော်က5ဆိုတာကိုရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်ဒီသုံးလုံးပေါင်းချင်း5ရပြီအဲဆိုရင်ဒီမှာ9ရ3ရ8ပဲ 9ရက်3ရက်8ကဒီတော်လုံးပေါင်းကြီးကဘာရမလဲ9ရက်3ရက်8ကပေါင်းကြီးက9နဲ့3နဲ့ပေါင်းတော့6 6ကို6နဲ့ပေါင်းတော့ကျွန်တော်6ဆိုတဲ့ကဏ္ဍရမယ်ဟုတ်ပြီအဲ့6ဆိုတဲ့ကဏ္ဍရမယ်8က1က3ရက်ဒီတော်လုံးပေါင်းကြီး2ဖြစ်လို့တဲ့ဒီက3ရက်6က3ရက်ဒီတော်လုံးပေါင်းကြီးကလည်း2ပါပဲတဲ့3ဒီမှာ3နဲ့6နှလုံး9ရှိတော့2ဖြစ်အောင်ကျွန်တော်က3ထိပ်စီတည့်ပြရတယ် အဲ့မှာ၃ထိပ်စီ၆နောက်ပြီနဲ့36ဆိုတဲ့တကွက်ထွက်တယ်ပါလေနောက်တစ်ပြေးမှာလဲ3ရဲ့6ကဲ6ကဲဒီသုံးလုံးပေါင်းကြီးက9တဲ့366ဒီသုံးလုံးပေါင်းကြီး9ဖြစ်လို့တဲ့ဒီသုံးလုံးပေါင်းကြီးကလည်း9ဖြစ်ပြရပါမယ်တဲ့9ဖြစ်ပြတော့ဒီမှာ3နဲ့6နဲ့နှလုံးပေါင်းကြီး9စီတော့9ဖြစ်အောင်ကျွန်တော်က6ထိပ်ကိုထည့်ပြရတယ်အားကြောင့်မို့6ထိပ်စီ7နောက်ပြီနဲ့68ဆိုတဲ့ကဏ္ဍအခုကျွန်တော်က9နောက်ပြရတာ ငါးနောက်ပြရတာယူဆိုငါးရဲ့သုံးရဲ့ရှိကဒီသုံးလုံးပေါင်းကြီးက6လို့ဖြစ်တယ်6လို့ဖြစ်တော့ဒီသုံးလုံးပေါင်းကြီးက6ဖြစ်ပြရပါမယ်တဲ့ဒီသုံးလုံးပေါင်းကြီး6ရှိ6ပြရဒီနှလုံးပေါင်းကြီးက4ရှိတယ်6ဖြစ်အောင်ကျွန်တော်ကဘာထိပ်စည်းတက်ပြရမလဲထိပ်စည်းတလုံးတော့ထည့်ပြကြပါဘာထိပ်စည်းထည့်ပြရမလဲသိတယ်မိတ်ဆွေတွေမှန်သွားပြီနော်ရှင်းလားမိတ်ဆွေရှင်းရလားမသိဘူးဟုတ်လား ဟုတ်ပြီအားကြောင့်မလို့ကျွန်တော်က9ရက်3ရက်ရှိခဲ့ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်လို့တဲ့7ကဲ6ကဲဒီမှာထည့်စည်းတစ်လုံးထည့်ပြန်မယ်7နဲ့6ရက်နှလုံးပေါင်းချင်း4 7နဲ့6ရက်နှလုံးပေါင်းချင်း4ဒီသုံးလုံး6ဖြစ်လို့ဒီသုံးလုံး6ပြရမယ်ဆိုတော့ကျွန်တော်က2ဆိုတဲ့ထည့်စည်းလေးကိုထည့်ပြရမှာဖြစ်တယ်နှစ်ဆိုတဲ့ထိပ်စည်းကိုထည့်ပြရဆိုရယ်အဲဒါဆိုရင်နှစ်ထိပ်၅အပိတ်နဲ့25ဆိုတဲ့ကဏန်းတစ်ွက်ကို ကျွန်တော်ဟာရရှိမှာဖြစ်တယ်နော်ဟုတ်ကဲ့ကိုဝင်းဆွေဟုတ်ပါတယ်နှစ်ပါ နှစ်ထိပ်ပါနှစ်ထိပ်နဲ့ဆိုတော့ကျွန်တော်ဟာနှစ်ထိပ်5ပြီနဲ့25ဆိုတော့ကဏ္ဍနီးတစ်ခွက်ကိုကျွန်တော်ဟာရရှိမှာဖြစ်တယ်25ဆိုတော့ကျွန်တော်ကဘရိတ်ကဘလောက်ကြမလဲနှလုံးပေါင်းကြီးကခွန်ဖြစ်တာပေါ့နော်ခွန်ဘရိတ်ပေါ့အဲ့ခွန်ဘရိတ်ကလည်းကျွန်တော်အခုတောက်လျှောက်ကြီးမှန်လာတာဗျအန်အောလေဒီက6ထိပ်စီ6ဒီ6ထိပ်စီတေချာလေးကြည့်ပြီး ဒီက6တိစီ6တိစီသူ့တပင်ကျော်ဒီနှလုံးပေါင်းချင်း၄နဲ့ပေါင်းရင်6နဲ့၄နဲ့ဒီနှလုံး၄နဲ့ပေါင်းချင်း၃ညတဲ့နောက်ကဒီက1တိစီ1တိစီရဲ့တပင်ကျော်ကဒီပရိနဲ့ဒီနှလုံးပေါင်းချင်း၉နဲ့ပေါင်းရင်၃ညတဲ့နောက်ဒီမှာ1တိစီဒီ1တိစီကိုလည်းဒီတပင်ကျော်ကဒီနှလုံးပေါင်းချင်း၉နဲ့၃ညတဲ့ဒီမှာ6တိစီအဲ6တိစီကိုတပင်ကျော်ကပရိ၄ပရိနဲ့ပေါင်းရင်၃ညတဲ့တောက်လျှောက်ကြည့်လားနော် အခုဒီမှာ၃ထိပ်ရှိရှိတယ်ကျွန်တော်ကတပင်းကျော်မှာဗာပရိတ်ထည့်ပြီးမှ၃ညဖြစ်တယ်ဒီမှာ၃ထိပ်ရှိတယ်ခွန်ပရိတ်ထည့်ပြီးမှကျွန်တော်က၃ညလို့ပြင်ပါအားကြောင့်မလို့၂ထိပ်စီ၅နောက်ပြီးပရိတ်ခွန်နဲ့25ဆိုတဲ့ဒုက္ကောက်ကိုရရှိမှာဖြစ်တယ်ဟုတ်ပြီ25ဆိုလည်းကြာတော့ဒုက္ကောက်ကိုရရှိမှာဖြစ်တယ်ဟုတ်ပြီအားဆိုရင်ကျွန်တော်နောက်ထပ်နောက်ပိတ်ကလေးတစ်လုံးနဲ့ကနန်းနီး ခုကိုချပြပြီးမယ်အဲဆိုရင်ကျွန်တော်ကတေချာလေးတော့ကြည်ပါမယ်ဆိုရင်နော်ကျွန်တော်ဒီညနေမှာ2049အညီနဲ့ကျွန်တော်အလင်းပြပြမှာပြကျွန်တော်ကြော်သေးတောက်ကြနှစ်ရပတ်ဒီက65ပါနော်အဲ65ကို2049နဲ့ကပ်ပါ65ကို2049နဲ့ ကပ်ပါနော်65ဒဲတကွဲထည့်ပြီးပါကျွန်တော်နောက်ပြီးတော့6ထိပ်စီကိုလည်းကျွန်တော်ပြပြီးမှဖြစ်တယ်ကဲအဲဆိုရင်ကျွန်တော်ဒီမှာဒီ2ကဲဒီ3ရဲ့ဒီ6ကဲဒီသုံးလုံးပေါင်းရပါရမယ်ဆို236ဒီသုံးလုံးပေါင်းညက်ပါရမလဲနှစ်ကဲ3ပေါင်းတော့5 5ကိုဒီ6နဲ့ပေါင်းရင်ပါရမလဲကျွန်တော်က1လို့ရအောင် ကဲနောက်တစ်ပေမှာဒီခွန်ရဲ့9ရဲ့ဒီ3ရဲ့ခွန်9 3ဒီ3လုံးပေါင်းကြဘယ်လောက်ရမလဲခွန်9 3ဒီ3လုံးပေါင်းကြဘယ်လောက်ရမလဲကျွန်တော်က9လို့ရမှာဖြစ်ပါလေဟုတ်ပါလေဒီညဒီမှာ2049အညီအားကောင်းပါလေ2049အညီမှာနောက်ပြီးတော့ကျွန်တော် ပတ္တိယဂျာရွေးတောက်ကြပတ္တိယ9 6ပတ္တိယပါနော်9 6ပတ္တိယဒီညနေမှာတော့ကျွန်တော်တလုံးတော့အနေဆုံးညှိနေမယ်လို့ကျွန်တော်ယုံကြည်တယ်အဲဒါကြောင့်မို့2ခွန်4ခုကို9 6နဲ့ကပ်ပြီးထိုးပါဟုတ်ပြီအဲ့တော့ခုံရ9ရ3ရဒီသုံးလုံးပေါင်းကြီးက9နှစ်ကဲ3ရ6ကဲဒီသုံးလုံးပေါင်းကြီးက အဲ့ဒါဒီမှာ၃ညရှိတယ်ဒီမှာ၃ညရှိတယ်ဒီမှာခွန်ရှိတယ်ဒီမှာ6ရှိတယ်၃ညခွန်6ဒီသုံးလုံးပေါင်းကြီးကဘာရမလဲ၃လို့ရမှာဖြစ်တယ်၃လို့ရမှာဖြစ်တယ်အဲ့တော့၃လို့ရမှာဖြစ်တယ်၃လို့ရလို့ဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့မှာ၁၅၃ဆိုတဲ့ဒီသုံးလုံးပေါင်းကြီး၁ဒီသုံးလုံးပေါင်းကြီး၅ဒီသုံးလုံးပေါင်းကြီး၃ကိုသူကဘယ်လိုလာလဲဆိုတော့ နှစ်ကြိုက်ရင်ကျွန်တော်ပြောမယ်နှစ်ကြိုက်ရင်25နဲ့26ပါနော်နှစ်ကြိုက်ရင်25 26ပါနောက်ရှစ်ပရိတ်ကိုလည်းကျွန်တော်ပြပေးမယ်နော်အခုခွန်ပရိတ်နော်မိဆိုလို့ပြောအပေါ်မှာပြခဲ့ပြီခွန်ပရိတ်နောက်ပြီးတော့ရှစ်ပရိတ်တခုရှိတယ်မိဆိုတို့ကိုကျွန်တော်ပြခဲ့မယ်အဲကြောင့်အခုဒီမှာလောစဲဒီကနန်းလူကြီး2 3 6ပေါင်းကြီးက1 အိုက်တစ်ကိုတဲ့ဒီနောက်ပိတ်နဲ့85ငါးနောက်ပိတ်နဲ့ညနေစေ36နဲ့ဒီနှလုံးနဲ့ပေါင်းနှလုံးနဲ့ပေါင်းရင်တက်ပါပဲတဲ့ဒီ9နဲ့6နဲ့ပေါင်းတက်တယ်ဒီက9ရဲ့9ရဲ့3ရဲ့ဒီသုံးလုံးပေါင်းကြီးက9အဲ့9ကိုလဲတဲ့သူ့အောက်ပင်မှာတဲ့ဒီနောက်ပိတ်39ကနောက်ပိတ်ရဲ့68က6နောက်ပိတ်ဒီနှလုံးနဲ့ပေါင်းလို့ရှိရင်လည်း9ပါပဲတဲ့9နဲ့8နဲ့နှလုံးနဲ့ပေါင်း9ပါပဲတဲ့ဟုတ်ပြီအဲ့ဒါဆို39ကို6ကဒီသုံးလုံးပေါင်းခြင်း3အဲ့3ကိုလဲတဲ့ဒီက ဒီနောက်ပိတ်နဲ့ဒီနောက်ပိတ်နောက်ပိတ်နှလုံးပေါင်းကြီးကသုံးပြပြရပါမယ်ဆိုတော့ကျွန်တော်ဒီမှာ၄စီတော့ဘာနောက်ပိတ်ထည့်ပြရမလဲ၄စီတော့၄စီတော့ဘာနောက်ပိတ်ထည့်ပြရမလဲ၄စီတော့ဘာနောက်ပိတ်ထည့်ပြရမလဲဒီသုံးလုံး၃ညခွန်ချောက်ဒီသုံးလုံးပေါင်းကြီးသုံးကိုဒီဒီမှာ၄စီတယ်ဒီနောက်ပိတ်နှလုံးပေါင်းကြီးကသုံးပြရမယ်ဆိုတော့ကျွန်တော်က၉တလုံးနောက်ပိတ်ကိုထည့်ပြရမှာဖြစ်ပါတယ် ျွန်တော်ပြောပြီเนาะကျွန်တော်နှစ်ခွန်လေးကိုညီးတဲ့ကဏ္ဍနေပဲပြမယ်ပြပြီးမယ်လို့ပြောเนาะအခုကြားဆိုရင်ခုနကဟောနှစ်ခွန်လေးကိုလည်းနှစ်တလုံးထိပ်စည်းကိုပြပြီးခဲ့ပြီ6 5ညီးလည်း5တလုံးနောက်ပိတ်ကိုပြပြီးခဲ့ပြီအခုနှစ်ခွန်လေးကိုလည်း6တလုံးနောက်ပိတ်ကိုမေဆူလိုကြားပြဟုတ်ကဲ့ လိုင်းလေးကြာသွားရနော်မေဆိုနည်းနည်းသိန်းသိန်းကြီးကမြကြည့်ပြီပါလိုင်းကြီးကနည်းနည်းကြာကြာနည်းကြာသွားရနော်မေဆိုနည်းနည်းသိန်းသိန်းကြီးကမြကြည့်ပြီပါလိုင်းကြီးကနည်းနည်းကြာကြာသွားရနော်လိုင်းကြီးကပြုတ်ပြုတ်ကြာသွားတယ်အဲကြောင့်မလို့ wifi လိုင်းကြီးကသိမ့်မကောင်း wifi လိုင်းကြီးကခဏပြုတ်ပြုတ်ကြာနေအဲကြောင့်မလို့သေချာလေးလို့ကြည့်ပြီပါနော်အဲ့တော့ကျွန်တော်က6နောက်ပိတ်ရပြီ6နောက်ပိတ်ရပြီဆိုတော့အဲ့6နောက်ပိတ်ကိုကျွန်တော်ကပုံမှောက်ပြခဲ့တဲ့ complete ကြမယ်ဆိုရင် ဒီမှာ63 3နောက်ပြီလို့နောက်တစ်ပွဲမှာ3ထိပ်စီးတယ်36လို့ကြားတယ်ဒီ6နောက်ပြီလို့နောက်ပွဲမှာ6ထိပ်စီးတယ်68လို့ကြားတယ်အခုဆို68က8နောက်ပြီလို့ဒီမှာ8ထိပ်စီးကြအောင်မလား8ထိပ်စီးကြမယ်ဆိုရင်ကျွန်တော်ကခွန်ပရိနဲ့ဆို69ဆိုရဲကဏ္ဍတစ်ခွက်ကိုထိုးရမှာဖြစ်တယ်အဲဆိုရင်နောက်တစ်ခုကျွန်တော်ရှစ်ပြိတ်ပြမယ်နော်ရှစ်ပြိတ်ပြမယ်ဆိုတော့ ဒီမှာ85 9နောက်ပိတ်တာ85 9နောက်ပိတ်တာအဲ့9နောက်ပိတ်ကြောင်းနဲ့ဒီက6ထိပ်စီးနဲ့ဒီအောက်ကပရိနဲ့ပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်း5ပါတဲ့636ဆိုတော့9 9နောက်ပြီးတော့ဒီမှာ9နောက်ပိတ်တာအဲ့ခွန်တော့ပြကြလို့နဲ့သူအပေါ်3ထိပ်စီနဲ့ဒီအောက်ကပရိကခွန်ပါတဲ့ဒီမှာ3ထိပ်စီတော့အောက်မှာ4ပရိထွက်ပြရတယ် ုံပါလေအခုကျွန်တော်တို့မနက်ကောင်ကဒီမှာ၄နောက်ပြေးကြတယ်အဲ့၄နောက်ပြေးကြတော့ဒီသုံးလုံးပေါင်းကြီးက၄ပါဆိုဒီမှာ၆ရှိတော့ကျွန်တော်တို့က၄ဖြစ်အောင်ဘာပရိထည့်ပြရမလဲ၆ကို၄ဖြစ်အောင်၈ပရိဆိုရဲကနာ၈ပရိကိုထည့်ပြရမှာဖြစ်တယ်၈ပရိကိုထည့်ပြရဖြစ်တယ်အခု၉နောက်ပြေးနေဆိုရင်ကျွန်တော်တို့ကကိုးထူရမှာဖြစ်တယ်နော်ကိုးကိုးထူရမှာဖြစ်တယ်အဲ့၈နောက်ပြေးစိုက်ကြတယ် စီတယ်ဒီကွန်ပလိတ်နဲ့ဆို89ကိုနောက်တစ်ခုငွေဆွေတို့ကိုထိတ်စီလိုက်ကြီးတစ်ခုပြမယ်ထိတ်စီလိုက်ကြီးတစ်ခုပြမယ်ဆိုတော့ကျွန်တော်ကဒီမှာတစ်စီတယ်ဒီမှာ9ထိတ်စီတယ်ဒီအောက်မှာ2ထိတ်စီတယ်ဒီသုံးလုံးပေါင်းချင်းဒီထိတ်စီသုံးလုံးတစ်9 2ဒီသုံးလုံးပေါင်းချင်းကဘာရမလဲ2လို့ရတယ် တိကိုနဲ့ဒီသုံးလုံးပေါင်းခြင်းနဲ့၁ရက်၉ရက်နှစ်ကဒီသုံးလုံးပေါင်းခြင်းနဲ့ဒီသုံးလုံးပေါင်းခြင်းနှစ်ကို၃ရက်၆ရက်၃ရက်ဒီသုံးလုံးပေါင်းခြင်းဟာလည်းနှစ်ပါပဲတဲ့နောက်က၆ရက်နှစ်ကခွန်ရင်ဒီဒိဋ္ဌိသုံးလုံး၆ဒိဋ္ဌိနှစ်ဒိဋ္ဌိဒီသုံးလုံးပေါင်းခြင်းဟာဘာရမလဲ၆နှစ်ခွန်သုံးလုံးပေါင်းခြင်းဟာ၅ရလို့လေ၆ရက်၃ရက်၆ရက်ပေါင်းခြင်းလည်း၅၅ပါပဲတဲ့အဲဆိုအခုတော့ဝဲမှာဒီ၃ရက်ခွန်ရင်၃ရက် 3ရဲ့9ရဲ့3ညရဲ့3ခွန်3ညဒီသလုံးပေါင်းချင်း3ည3ညဖြစ်လို့တဲ့ကျွန်တော်ကဒီမှာ3ညဖြစ်ပြရမှာဆိုတော့ဒီနှလုံးပေါင်းချင်း4ရှိတော့ကျွန်တော်က3ညဖြစ်အောင်ဗာထေစည်းထည့်ပြရမယ်ဒီနှလုံးပေါင်းချင်း4ရှိတဲ့အတွက်ဟုတ်ကဲ့ညနေကို35ကီးကအတဏီကုန်ကီးမှာမနေ့ကကညီးမတော်ဘူးနော်ညီးမတော်တော့အဲကြောင့်ကျွန်တော်9နောက်ပြီးနဲ့25ဆိုတဲ့ကဏ္ဍကိုပြတယ်နောက်ပြီးတော့ ဒီမှာ၅ထိပ်စီစီသေးတယ်နော်၅ထိပ်စီအဲ့တော့ကျွန်တော်ကဒီဒီနှလုံးပေါင်းချင်း၄စီရယ်၃ညဖြစ်အောင်ကျွန်တော်က၆ထိပ်ကိုထည့်ပြရမှာဖြစ်တယ်၆ထိပ်နဲ့ကျွန်တော်က၈ပြိဆိုရင်62ဆိုတဲ့ကဏ္ဍတစ်ခုကိုထည့်ပြရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့မင်းစုတို့အဲ့လို၆ထိပ်စီကြကြလို့လေတဲ့၆ထိပ်စီကြလို့လေလေဒီ၃လုံးပေါင်းချင်း၃ညဒီ၃လုံးပေါင်းချင်းလည်း၃ညဒီ၃လုံးပေါင်းချင်း၃ညဖြစ်မယ်ဆိုလေ၆ထိပ်စီပါပဲတဲ့ အကြောင်လို့6ထိပ်စီနဲ့69ဆိုတဲ့ကနာ62ဆိုတဲ့ကနာကဲအဲ့တော့ကျွန်တော်ဒီညနေမှာမိစုတို့ကနာနေ့စီပြီးမယ်နော်ကနာနေ့စီပြီးမယ်ဆိုတော့ဒီညနေကိုထိုးရမယ်ကနာနေ့ရထိုးရမယ်ကနာနေ့လေးကို29ညနေမှာကျွန်တော်29ညမှာထိုးရမယ်ကနာနေ့လေးကို ကျွန်တော်စီပြီးမယ်25ဒီကနားနှစ်ခွက်ကိုတော့နည်းနည်းတင်ထိုးစီခြင်းတယ်ဒီကနားနှစ်ခွက်ကိုနည်းနည်းတင်ထိုးနောက်ပြီးတော့ကျွန်တော်က10ပြိနဲ့ဆိုရင်62 62ကဲ35ရယ် ၃ည၈၃ညထိစီရှိတယ်၈နောက်ပဲရှိတယ်၃ည၈ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲ၈နောက်ပဲခွန်ပရိနဲ့ကတော့ဒီနှစ်ခွက်ပဲနောက်ပြီးတော့ကိုကိုဆိုတဲ့အပူတစ်ခွက်ကငါးငါးဆိုတဲ့အပူလေးတစ်ခွက်ကဘယ်နှစ်ခွက်ပြောရလဲတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်၆ခွက်ခုနှစ်ခွက်အပူနှစ်ခွက်နဲ့ဟိုကဏ္ဍလေးငါးခွက်အဲ့ကဏ္ဍလေးငါးခွက်နဲ့အပူလေးနှစ်ခွက်ကိုဩ 6565နှလုံးသလုံးကြနိုင်ရနော်65ကိုနှလုံးသလုံးကြနိုင်ပါလေ65ဆိုတဲ့ကဏ္ဍတစ်ခွက်ကူတယ်တင်ထိုးပြီပါနော်အဲ့တော့ကျွန်တော်က65ရဲ့25ရဲ့19ရဲ့ဆိုတော့ဒီကဏ္ဍ3ခွက်ကူတင်ထိုးပြီးတော့ဒီကဏ္ဍလေးကိုတော့ရံပြီးတော့ကစားစီခြင်းနဲ့အားကြောင့်မလို့ဒီကဏ္ဍလေးနဲ့အတူမိတ်ဆွေတို့ဒီညနေမှာအောင်ဝဲရနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ကဲ၃ညနေမိတ်ဆွေများကတော့ ဒီကနားလေးလေးကိုထိုးပါစကရီစော်လေးໃຊသွားပါဟုတ်ကဲ့အားကြောင့်မလို့ဒီညနေမှာ385ကီးရလဲတီရမှာဖြစ်တယ်နောက်ပြီးတော့အဲ2049 2049ကညနေစီမှာလုံးဝမတီးသေးပါဘူးเนาะနေ့စလို့ကျွန်တော်ဒီက65ပတ်သီးပါเนาะ65 နှလုံးစလုံးနဲ့ဒီညနေမှာထည့်တူပါနော်ဒီညနေမှာနှလုံးစလုံးနဲ့ကြာဖို့ရှိရ6ထည့်စီရှိတယ်9နောက်ပြီးရှိတယ်ခုနမိတ်ဆွေလိုပြခဲ့ပြီနော်6ထည့်စီ9နောက်ပြီးဒီလည်းပြခဲ့ပြီနော်အားကြောင့်မလို့65ဆိုတာနှလုံးစလုံးနဲ့ကြာနိုင်ပါလေအားကြောင့်မလို့အခုကျွန်တော်ကြာပြီတဲ့အပူနှစ်ကွက်နဲ့ဆိုအားလုံး6ကွက်ပေါ့နော်တကွက်နှစ်ကွက်သုံးကွက်လေးကွက်၅ကွက်ဒီကတကွက်6ကွက်အပူလေးနှစ်ကွက်နဲ့ဆိုရင်6ကွက်အဲ့ဒီကနေ6ကွက်ပို့တော့မိတ်ဆွေတို့ကိုကျွန်တော်ချပြပေးလိုက်ပါတယ်အဲ့ကနေ6ကွက်နဲ့ ဒီညနေမှာပေါက်နိုင်ကြပါစေလို့မိတ်ဆွေတို့ကျွန်တော်ဆုတောင်းနေကျွန်တော်ရဲ့ like လေးကိုဒီမှာလင်းရနားလိုက်ပါတယ်အားလုံးသောမိတ်ဆွေတို့အထူးဆဲကျေးဇူးတင်ပါတယ်ခင်ဗျာ